အလုံးမမင်္ဂလာပါအခုနားဆင်ရမှာကတော့ဆရာပြူချင်းလက်ရေးသားထားသောနဝထရာတို့ပေးစာဆိုတဲ့ပေးစာတစ်စောင်မှဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီပေးစာတစ်စောင်ကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာ။နာတော်တာဆင်ပေးကြပါအောင်ဗျ။နဝထရာတို့ပေးစာနဝထရာကြီးမင်းဟာနေသမီးတစ်ပါးလို့တိတ်လှတယ်လို့အရင်လဲထက်မြက်ပါတယ်။မင်းရဲ့ပြည်သူတွေကိုလည်းရှစ်တက်လိုက်တာ။နဝထရာ မင်းရဲ့ပြည်သူတွေအတွက်လူသက်သမလူရန်ကားတယောက်ကိုမင်းတို့နိုင်ငံကိုဖိတ်ခေါ်ခဲ့တယ်။မင်းရဲ့အင်မတန်နူးညံ့လာတဲ့လက်ဘဝတော်နုနုလေးနဲ့လူသက်ကောင်းကိုများမယုံမရှာလက်ဆွဲပြီးနှုတ်ဆက်ခဲ့တယ်။ဒီလို့ရဲ့အတွက်ငါမင်းကိုတကယ်လေးစားမိပါတယ်။ညံ့နိုးမိပါတယ်။မင်းရဲ့ပြည်သူတွေထက်မယော့တဲ့ရှစ်ရှင်းမြတ်တာနဲ့မင်းကိုချစ်လဲရှင်းမိခဲ့ပါတယ်။နဝတ္ထရာမင်းနိုင်ငံမင်းပြည်သူကိုမင်းတကယ်ရှိတယ်နော်။ဒါပေမဲ့တကယ်တော့ မင်းရှက်တဲ့နဝတ္ထရာရေကဘာရေချောင်းကုံသွေးကြီးကိုကြည့်မယ်ဆိုရင်ကဘာအနောက်ဖက်ရှန်နိုင်ငံများကကုံတစ်တာတင်တင်မောများဟာစင်ကာပူစိတ်ကမ်းမှာကုံရှာတယ်ပြီးရင်ကဘာအရှိချမ်းတိုင်းပြည်များကကိုတိုင်းပြည်ကို တင်ပို့လိုက်တဲ့ကုံစီတွေကိုတည်ဆောင်ပြီးပြန်ကြတာပါပဲကဘာအရှိချမ်းတိုင်းပြည်များကတင်မောများလည်းဒီလိုပါပဲပို့နိုင်ငံကကဘာအရရက်ကိုတင်ပို့မဲ့ပစ္စည်းတွေကို စင်ကာပူစိတ်ကမ်းမှာလာရှာပြီး ။ကမ္ဘာအရရက်ကကိုယ်နိုင်ငံကိုတင်ပို့မဲ့ပစ္စည်းတွေကိုတည်ပြီးပြန်ကြတာပါပဲ။စိတ်ကမ်းပိုင်ရှင်ဖြစ်တဲ့စင်ကာပူနိုင်ငံကတော့ရေပိုင်နဲ့ဖြတ်တန်းကားတွေ၊ပင်လယ်ပြင်ညအိမ်ရနာကားတွေ၊အမြက်ခွန်၊အကောက်ခွန်၊ဝင်းငွေခွန်၊ကုန်းတွဲခွန်၊မြင်းငှားရန်ကအဆောက်အဦးငှားရန်ကဒန်ကြီး၊နစ်နာကြီးအလုသမလောက်ခလာစာနိုင်ငံတကာယင်းနှမြုံနံမှုနဲ့အတူအလုအကန်အခွင့်အလမ်းအဆရှိတဲ့ငွေကြေးအမြောက်အများရရှိနေတာပေါ့နဝတ်ထရာကြီး ဒါပေမဲ့နဝထရာဒုနိုင်ငံကတဝဲရေနဲ့စိတ်ကန်းသာလက်ပတ်နိုင်ခဲ့မယ်ဆိုရင်ကုန်တင်သင်းမောများဟာမလကာရေလက်ကြားကိုဖျက်ပြီးမလေးရှားနိုင်ငံကြီးကို ပတ်သွားစရာမလိုတော့ဘူးအရှိန်ကုန်စီကုန်တက်တာပြီးပင်လယ်ဓမြရန်ကင်းဝေးတဲ့တဝဲရေနဲ့စိတ်ကန်းကိုအသုံးပြုကြမှာအေကံမုတ်ရှမလွဲပါဘူးအဲ့ဒီအခါစင်ကာပူမှာချီအင်းဆွဲလုပ်ငန်းရှင်တွေအလုပ်သမားတွေရင်းနှီးမြှုပ်နှံမှုတွေထိခိုက်ကုန်မှာပေါ့ဒါကြောင့်လဲငါတို့နိုင်ငံမှာပြည်သူအစိုးရလက်ထက်က ဒဝဲရင်နဲ့စိတ်ကန်းကိုနီးမျိုးစုံနဲ့နောက်ကြအောင်လုပ်ခဲ့ကြတယ်လေ။မျက်စစ်တအားရီများစွာလိုအပ်တော့မျက်စစ်စီမံကိန်းမှန်သမျှကိုတဘာဝပဝန်းကျင်အကြောင်းပြပြီးကန့်ကွက်ခဲ့ကြတယ်။ Mrs. B မြစ်ပေါ်မှာဆယ်ပေါင်း900ကျော်ရှိနေတာကိုမျက်ကွယ်ပြုခဲ့ကြတယ်။အရန်အန္တရာယ်များတဲ့နျူကလ িয়ার စွမ်းအင်ကိုအကောင့်ထဲပို့ဖို့တွန်းပို့ခဲ့ကြတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးစင်ကာပူစိတ်ကန်းကလုပ်ငန်းရှင်တွေကိုတန်တရာဖြစ်မိပါတဲ့နဝတ်တရာ ဇီဝရေးသမားတွေဟာထောင်မြင်ရင်ယာစွန့်တက်ကြတာသဘာဝပါမင်းတို့နိုင်ငံငါတို့နိုင်ငံကဒေါ်လာစားနိုင်ငံရေးသမားတွေနဲ့အယောင်ဆောင်ပညာရှင်တွေရဲ့စနက်လည်းမကင်းပါဘူးပြီးခဲ့တာတွေကိုပြီးခဲ့ပါစေတော့နဝတ်တရာငါတို့ရဲ့တဝဲရင်းနှီးစည်းကမ်းစီမံကိန်းဟာထိုင်းနဲ့မြန်မာနှစ်နိုင်ငံလုံးရဲ့အကျိုးစီးပွားပါတနိုင်ငံနဲ့ဆောင်ရွက်လို့မရပါဘူးမင်းနိုင်ငံရဲ့ဇီဝရေးကြာဆင်းနေတာကို ပြန်လည်ကူစားဖို့အတွက်တဝဲစီမံကိန်းကိုမင်းအသက်သွင်းခဲ့တယ် စကားစားနဲ့ပထမတကြိမ်တွေ့ဆုံခိုက်မှာ မင်းဘက်ကမီးစိမ်းပြခဲ့လို့ရုရှားကိုတွားပြီးစိတ်ကန်ထိုးအပ်ခဲ့တာပါနဝထရာဒုတိယအကြိမ်မှာလဲမင်းလက်ဆွဲနှုတ်ဆက်ပြန်ပြီနော်ငါတို့ပြည်သူအချို့ကတုံးကြ အကြတဲ့နဝထရာမင်းကတန်ကြီးတမန်ရင်ချော့ချဆက်ဆံလိုက်တာကိုသူတို့ခမားဝမ်းသာနေကြတယ်မင်းကို အထင်ကြီးလေးစားနေကြတယ်မင်းကမအားလောက်ကိုခေါ်ပြီးအရှက်ခွဲပြတာပါလို့ထင်နေကြလေရဲ့ ရုရှားလည်းအချက်ခွဲခဲ့ဘူးတယ်တရုတ်ကလည်းခေါ်ပြီးကြက်ခဲ့ဘူးတယ်ပြီးရင်ကော်စုံးနေကြီးခင်းပြီးကြိုတာသူတို့မမှတ်မိကြရှာဘူးသူတို့ရဲ့ခေါင်းပေါ်မှာဘုံမှုရွာရှားလာခဲ့ရင်ကိုမင်းကိုကျေးဇူးတင်တဲ့စိတ်နဲ့အသက်ဆုံးသွားကြရရှာမှာပါနဝထရာတဝဲစီမံကိန်းကြောင့်ထိုင်းပြည်သူတွေအရှိန်အဟိတိုးတက်ကောင်းမွန်လာမှာကိုတော့မူရီတာပွားမိပါတဲ့နဝထရာဒါပေမဲ့ကွာငါတို့နိုင်ငံမှာဘုံမိုးတွေတဲတဲမဲမဲရွာမှာက မြေကြီးလက်ခတ်မလွဲပါဘူးအခုအချိန်မှာစီမံကိန်းလုပ်ွက်တွေကိုဘလောက်များများကြိုတင်ရောင်းချထားလဲမသိနိုင်ဘူးနဝတ္တရာငါဟာအညာသားတယောက်ပါငါတို့ပြည်သူတွေအတွက်မင်းရဲ့ရှေ့တော်မောက်မှာဒူးထောက်ရဖို့လဲဝင်မလေးပါဘူးဒူးထောက်ပါတယ်ဥညွတ်ရဖို့လဲဝင်မလေးပါဘူးဥညွတ်ပါတယ်စီမံကိန်းကိုခိတ္တဆိုင်းငံ့ပေးပါနဝတ္တရာမင်းရဲ့ဆုံးဖြတ်ချက်တစ်ခုဟာလူပေါင်းများစွာရဲ့အသက်တွေကိုကယ်တင်နိုင်တယ်လို့ တေလဲတေစီနိုင်ပါတယ်နဝထရာငါတို့ဟာလူအမျိုးနွယ်စုတွေပါတွေးချင်းတွေပါထိုင်းမှာဆူနာမီဖြစ်တော့ငါတို့ရင်ကွဲမတက်ခံစားခဲ့ကြရတယ်ငါတို့ငလင်တန်းမုံတိုင်းတန်းစစ်ခွေးတန်းခံရတော့ထိုင်းပြည်သူတွေစကန့်နဲ့အမျှပူလောင်ခဲ့ကြရတယ်မင်းမှကိုချင်းစာစိအပြည့်ရှိနေတာကိုငါသိပါတယ်နဝထရာမင်းရဲ့ပြည်သူတွေကိုတကယ်ရှိရင်ငါတို့ပြည်သူတွေကိုတကယ်ကိုချင်းစာရင် စစ်ကောင်စီနဲ့ဝဲဝဲနေပေးပါလို့အနုညွတ်တောင်းဆိုပါတဲ့နဝထရာမင်းဟာငါတို့အတွက်အင်မတန်ထက်မြက်တဲ့နေသမီးတစ်ပါးပါမင်းစီကလာမယ့်အကျဉ်းသားတွေကိုတို့အားလုံးစောင့်ညော်နေပါတဲ့နဝထရာပြူကျေလက်အခုလို့နားဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ် Thank you for watching